င်္ဂလာပါကုတန်လင်ကြီးကျွန်တော်တို့ဒီတကူပို့အစီအစဉ်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဟုတ်ပါတယ်ဒီတစ်ပတ်အဲကျွန်တော်တို့ the good post မှာပြောမယ့်အစီအစဉ်ကတော့ the good inspiration ပေါ့နော်အားကြွေရာကောင်းတဲ့လူသားတွေအကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒါဆိုဒီတစ်ပတ်ဘယ်အကြောင်းလေးကိုပြောပြဖို့ကိုမိုးသားကစိတ်ကူးထားတယ်ဗျာအဲကျွန်တော်ကတော့ဒီတစ်ပတ်ပေါ့နော်ဒီအာဖရိကတိုက်ရဲ့တက်ရှိနှလုံးသားလူလို့ကျွန်တော်တင်စားခေါ်ကြရတယ်ခမာကျော်ဘော်လုံးသမားတယောက်အကြောင်းပြောပြဖို့ရွေးချယ်ထားတယ် ။ဘာကြောဘောလုံးကမဆိုတော့ဘသူများလဲဗျအာဖရိကတိုင်းက။စာရီယိုမာနေပါနော်။လက်ရှိတည်းသူဘောလုံးကစားနေပါမယ်။မာနေတိတော့ဗော။မာနေဆိုတာဒါအင်မတန်မှအောင်မြင်တဲ့ဘောလုံးကြော်မော်တစ်ယောက်ပဲ။ဘာဖြစ်လို့များမာနေအကြောင်းရိုးရိုးပြီးတော့ပြောရတာလဲဗျ။အဲ့ဒါအဲ့ဒါလေးကိုပဲကျွန်တော်တို့ကလည်းဒါပြောပြချင်တာဗောဒီနောက်ကနေ။ကျွန်တော်ဒီမာနေရဲ့အကြောင်းလေးကိုဒါပြည့်ပြည့်စုံစုံဖြစ်တော့ဖတ်ပြလိုက်မယ်ဗော။အဲ့ဒါဆိုရင်ဒီနားထောင်နေတဲ့ညီတို့ညီမတို့ကလည်းဘာကြောင့်ဒီလူသားအားကြအတူယူပဲဖြစ်တာလဲ။ ဘလုံးတော့မဖြစ်ပေမဲ့တခြားဘာတွေလှုပ်လို့ဒီလိုမျိုးပုံကိုဖြစ်နေတာလေဆိုတာသိသွားလိမ့်မယ်ထင်ပါဗျာ။ကဲဒါဆိုရင်ကျွန်တော်တို့အတူတူနားဆင်အောင်ဗျာနော်။ဟုတ်ကဲ့ဗျာပုဒ်တမ်းကြီး။အာဖရိကတိုက်ရဲ့တက်ရှိနှလုံးသားလူကျွန်တော်ညီမလေးကိုရွာအိမ်ကလေးမှာပဲခက်ခက်ခဲခဲမွေးခဲ့ရတာအခုဒီတတိယနေတုန်းပါပဲ။ဘာလို့လဲဆိုတော့ရွာမှာစေးုံစေးကန်းဆိုလို့မူးလို့ချူစရာတောင်မရှိဘူးခင်ဗျ။ ဒါကရွာမှာရှိတဲ့လူတိုင်းအတွက်တကယ်ကိုစိတ်ပြက်စရာပါဗျာအဲ့ဒီချိန်ကလေးကကျွန်တော်ရဲ့စိတ်ထဲမှာစေးုံတစ်ခုစောက်ချင်နေတော့တာပဲရွာမှာစေးုံရှိလာရင်လူတိုင်းကိုကောင်းမွန်တဲ့မျှော်လင့်ချက်တွေပေးနိုင်မည်လေ2020ပြည့်နှစ်တုန်းက Guardian သတင်းစာနဲ့အင်တာဗျူးမှာစာရီယိုမာနီပြောခဲ့တာဖြစ်ပါတယ်ကဘာကြီးရဲ့နေရဒေတာနိုင်မှာစိုးရွားတဲ့အဖြစ်အပျက်တွေကနေ့စဉ်ဖြစ်ပျက်နေပြီးတော့လူပေါင်းများစွာကလည်းဒုက္ခခံစားနေရပါတယ် အထူးသဖြင့်စင်ရနော်မာနဲ့ပြည်သူလူထုဟာဒီဆိုးကျိုးတွေကိုအများဆုံးခံစားရသူတွေပါပဲ။ငွေစင်ဘဝမှာဒုက္ခကြုံတွေ့ခဲ့ရသူတွေဟာသူတို့အောင်မြင်ကြော်ကြားဝင်ငွေကောင်းလာတဲ့အခါသူတို့နေထိုင်ခဲ့ရတဲ့ရက်ရွာလူထုကိုပြန်ကြည့်ပေးတတ်ကြပါတယ်။စာရီယိုမာနေကလည်းအဲ့ဒါလိုလူမျိုးပါ။သူ့ရဲ့စေတဘောဓာတ်ကောင်းမွန်တဲ့သူ့မှာလှပတဲ့နှလုံးသားနဲ့ရွေးထွေးတဲ့အကျဉ်းသားတရားလည်းရှိပါတယ်။မာနေကို1992ခုနှစ် အေပီလ10ရက်နေ့စီနီဂေါနိုင်ငံရဲ့ရွာကလေးတွေအောင်မှာမွေးဖွားခဲ့တဲ့ကုသံလွင်ကြီးမြို့တော်ဒါကာမြို့ကနေကားနဲ့လာမယ်ဆိုရင်မိုင်ပေါင်း245မိုင်လောက်ဝေးတဲ့နေရာပေါ့မာနေကကလေးဘွားကလေးက professional ဘောလုံးသမားတယောက်ဖြစ်ချင်နေတာသူ့ဖခင်ကတော့ဘောလုံးကစားတာကိုပိတ်ပင်နေတယ်ဗျာဒါကြောင့်မငငယ်ရွယ်ရွယ်နဲ့သူ့အိမ်မက်တွေအဆုံးတရမလို့ဖြစ်ခင်ရပါရောသူ့တခုနှစ်နှစ်ရောက်မှာတော့သူ့ဖခင်ဟာဆုံးမသွားခဲ့ရပါလေကြည်ကွဲလျာတိဖြစ်ခဲ့ပြီမင်း ်မာနေအတွက်တော့ဘောလုံးသမားဘဝအစပြုကိုတွန်းအားဖြစ်ခဲ့ပါတယ်ဝါသနာကိုအသက်ဆက်ခွင့်ရခဲ့တယ်ပေါ့ဗျာအဲဆန်ကနေအရွယ်ရောက်တော့ငယ်တငယ်ချင်းရဲ့အကူအညီနဲ့မာနေတယောက်အိမ်ကနေထွက်ပြေးခဲ့တယ်သူဘောလုံးသမားအရန်ဖြစ်ချင်နေပြီလေမြို့တော်ဒါကာကိုဆက်လက်ထွက်ခွာခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့ရီမန်းချက်နောက်ကိုပဲတဆိုင်မှတ်မှတ်လိုက်ခဲ့ပါတယ်အဲ့ဒီချိန်မှာတော့မာနေရဲ့မိသားစုဟာသူ့ကိုကောင်းကောင်းပံ့ပိုးပေးခဲ့ပြီးမာနေကလည်းအလားအလာကောင်းတွေပြည့်နှက်နေတဲ့လူငယ်ဘုံလုံးသမားလေး ဖြစ်လာခဲ့ပါတယ်2009ခုနှစ်လောက်ထိတော့စီနီကောနိုင်ငံအတွင်းမှာပဲရုံးကန်နေရတော့မဲဗျအန်ဘွားဆိုတဲ့အသင်းမှာကျွန်တော်ကစားနေတော့ကျွန်တော်ခြေစွမ်းကိုသဘောကျလို့ကန့်လန့်လာတဲ့ Sportage Generation Food အသင်းစီကိုပြောင်းခဲ့တယ်မြို့တော်ဒါကားအသင်းပေါ့ဗျာပြီးတော့2010 2017ရာသီမှာဒုတိယရန်ကိုတက်နိုင်အောင်ကျွန်တော်တို့တွေအသင်းကိုကူညီပေးနိုင်ခဲ့ရတယ်2010ခုနှစ်မှာတော့မာနီယာပြင်သစ်နိုင်ငံ မန်အသင်းစီကိုပြောင်းရွှေ့ခဲ့ပါတယ်။ Sporting Generation ဖူးအသင်းရဲ့ပါရနာကလပ်ဖြစ်ပြီးမာနီရဲ့ professional ဘဝအစပြုရာအသင်းပေါ့။နောက်ထပ်ဆက်နေမှာနောက်ထပ်အသင်းတသင်းစီထပ်ပြောင်းခဲ့ပြီး Austria Bundesliga ကိုရောက်ခဲ့ပြန်ပါတယ်။ Red Bull Seven အသင်းမှာတော့မာနီကတော်တော်လေးကိုခြေစွမ်းပြနိုင်ခဲ့။ Seven အသင်းနဲ့အတူလဲဖလားအောင်မြင်မှုတွေရခဲ့။နောက်ထပ်14ခုနှစ်မှာတော့ဂျီတိန်နိုင်ငံရဲ့နာမည်ကျော် Premier League စီမာနီပြောင်းရွှေ့ခဲ့ပြီဗျာ။ ဆောက်တန်တန်တင်းရယူရို17ဒေတာမှ7သန်းနီပေးပြီး သူ့ကိုခေါ်ယူခဲ့တာပရီးမီးယားလိဂ်ကနေတဆင့်မာနေကတဖြည်းဖြည်းကျော်ကြားလာခဲ့ပြီးပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးဟက်ထရစ်ကိုတွင်းယူနိုင်သူဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့တယ်။ဆောက်တန်တန်တင်းမှာခြေစွမ်းပြကစားနေတဲ့မာနေကို ပရီးမီးယားလိဂ်အသင်းကြီးတွေကစိတ်ဝင်စားခဲ့ကြတယ်။2016မှာတော့မာနေကပရီးမီးယားလိဂ်ရဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့လီဗာပူးအသင်းစီယူရို34သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်ဗျာ။ ုတန်လွင်ဇီဘာဝူးသင်းကိုတော့သိရမလားဗျသိရပါဗျာမာနေတို့ခင်ဗျာလီဗာပူးရဲ့ပရီးမီးယားလိအိမ်မက်ပြန်လဲအသက်ဝင်လာခဲ့တာမဟုတ်လားဟုတ်တယ်ဗျကျွန်တော်ဆက်ဖက်ပြမယ်ဗျာအဲတိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီအချိန်မှာလီဗာပူးသင်းရဲ့ခိတခိထူထောင်ချိန်လဲဖြစ်နေခဲ့ပါတယ်မိပြပြဆောင်ရွက်နေသူကဂျာမန်ထိပ်သီးနေရသည့်ယာဂင်ကလော့လီဗာပူးသင်းမှာကစားနေရင်းနဲ့ပဲမာနေကကဘာကျော်ပေါ်လို့စင်မြင့်ထက်မှာနေရာတနေရာရရှိခဲ့တယ်လို့ဖလားအောင်မြင်မှုတွေလည်းများစွာရခဲ့ပါတယ် လပါဘွေးရဲ့အဓိကကစားသမားဖြစ်ကစားပြီးပရီးမီးယားလိပ် FA ဖလားလိပ်ဖလားချန်ပီယံလိပ်ဥရောပစူပါဖလားကမ္ဘာကလပ်ဖလားစတာတွေရရှိခဲ့ပါတယ်။အဲလပါဘွေးသင်းနဲ့ရနိုင်တဲ့ဖလားအားလုံးကိုရရှိခဲ့တယ်လို့ပြောလို့ရပါတယ်။အချိန်ကဆက်ဆက်တော့ကြော်ကြပြီးနောက်ပိုင်းမှာအောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့လီပါဘူးအသင်းအတွက်နောက်ထပ်ခေတ်သစ်တစ်ခုကိုနီးပြကြီးနဲ့မာနီးရိုးတွေအတူတူတည်ဆောက်နိုင်ခဲ့ခြင်းပါပဲ။ကဘာကြီးက မာနင်းကိုချစ်ခင်ကြတာဟာခြေစွမ်းကောင်းတဲ့ဘောလုံးသမားတစ်ယောက်ဖြစ်နေမကပါဘူး။တခြားအကြောင်းတစ်ခုလည်းရှိနေပါသေးတယ်။သူဟာကမ္ဘာကျော်ဘောလုံးသမားဖြစ်နေပေမဲ့ဖုံးစုပ်လေးကိုပဲအချိန်တော်ကြာထိအသုံးပြုခဲ့တယ်။လူမှုကွန်ရက်တွေကလည်းမနီးရဲ့အဆောင်ရောင်ပစ္စည်းတွေပေါ်ဖြုံးနှီးမှုမပြုလုပ်ခြင်းယောသားနှိမ့်ချခြင်းကိုပူဇော်ပြီးဖော်ပြရတယ်။ဒါဆိုမနီးကသူ့ရဲ့ဝင်ငွေတွေကိုဘယ်မှာသုံးစွဲနေတယ်လဲပေါ့။ကျွန်တော်ငယ်စဉ်တော့ ကျမရေးဆောင်ရှောင်မှုချို့တဲ့လို့ကျွန်တော်ဖေအသက်ဆုံးရှုံးခဲ့ရတယ်။အဲ့ဒီရိတ်ဆိုးကြီးကကျွန်တော်ရဲ့ဘဝနောက်ကိုအငြင်းတန်းကတ်လိုက်လာနေခဲ့ပါတယ်။မာနီယာအင်တာဗျူးတစ်ခုမှာပြောခဲ့တဲ့ဇာတ်လေးပဲဖြစ်ပါတယ်။မာနီယာတူလာခဲ့တဲ့နေရာလေးတောက်ကိုဘယ်တော့မှမမေ့ခဲ့သူဖြစ်တာကြောင့်သူ့ဘဝအောင်မြင်လာချိန်မှာသူ့ရဲ့ရွာကိုပြန်ဆောင်ရှောက်တဲ့အလုပ်တွေစတင်လှုပ်ဆောင်လာတော့တယ်။ဗန်မာလီရွာကလေးမှာစေယုံတွေစောက်တယ်၊စာသင်ကျောင်းတွေစောက်တယ်၊စီဆိုင်တွေစောက်တယ် အင်တာနက်ကောင်းကောင်းသုံးရဖို့ဆောင်ရွက်ပေးတယ်။နိုင်ငံတော်အတွက်လည်းသူ့ရဲ့ဝင်ငွေများစွာကိုလှူဒန်းပေးခဲ့ပါတယ်။မက်လာ2020ထဲမှာကိုဗစ်ကပ်ရောဂါကိုတိုက်ဖျက်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစတာလင်ပေါင်း4000ပေးအပ်ခဲ့တယ်။ဗမာလီမှာဆေးရုံမဆောက်ခင်မာနီယာစီနီဂေါ်တမန္တာနဲ့တွေ့ဆုံပြီးဆေးရုံတည်ဆောက်မဲ့ project အတွက်ဆွေးနွေးတိုင်ပင်တယ်။ဆေးရုံအတွက်လည်းပေါင်9သိန်းမှဒီလှူဒန်းခဲ့တယ်ဗျာ။နောက်ပြီးအကြောင်းတွေတည်ဆောက်ဖို့အတွက်လည်းပေါင်3သိန်းခွဲနဲ့ laptop တွေလှူဒန်းခဲ့ပြန်ပါသေးတယ်။ 4G internet လဲတက်ဆင်ပြီးတယ်ဗျမွေးရမြေမှာရှိတဲ့လူပေါင်း2000အတွက်လဲတစ်လောက်ကို Euro 80ဖန်ဖို့ကူညီပေးထားပါသေးတယ်တကယ်ကိုအမခန်းဆောင်ရွက်မှုများပါကိုတန်လွင်ကြီးနောက်ပြီးဘောလုံးကန့်ညစ်ပေမဲ့ဖနက်မရှိတဲ့ကလေးတွေကိုလဲဖနက်နေဝယ်ပေးတာမျိုးမာနရပြုလုပ်လို့ရှိပါတယ်ဒါတော့16ခုနှစ်ချန်ပီယံလိဂ်ဘူလူဝဲမှာလေပါဘူးနဲ့ရီယယ်မက်ထရစ်အသင်းတို့တွေ့ဆုံခဲ့ရပြီးမာနရလေပါဘူးကြစီ300ကိုရွာလူတွေစီဝေမျှလာ သူ့ကိုအားပေးဖို့ဆောင်ရွက်ပေးခဲ့သေးတာပေါ့အဲ့ဒီပွဲမှာမာနေကိုသွင်းခဲ့ပေမဲ့ဒီပါဘူးကရှုံးနေခဲ့ပါလေဒါပေမဲ့နောက်တနေ့အကြာမှာပဲချန်ပီယံလိဘောလူပွဲကိုထက်ရောက်ခဲ့ပြီးစူပလာကိုစွတ်ကူးနိုင်ခဲ့တယ်မာနေတို့တရွာလုံးအပြော်ဆုံးဖြစ်ခဲ့တဲ့ကာလပေါ့လေသူတို့ရွာသားတယောက်ကဥရောပရဲ့ကလပ်အသင်းတွေကြားမှာအကြီးဆုံးစူပလာကြီးကိုရရှိခဲ့တာဝို့ဗျအဲ2019မှာကလပ်အသင်းနဲ့အောင်မြင်မှုရပါမယ်နိုင်ငံအသင်းနဲ့တော့ မာနီကံမကောင်းခဲ့တယ်ဗျာအာဖရိကဖလားမှာဂိုလူဝဲတွေတက်ရောက်ခဲ့ပြီမဲ့အဲဂျီးရီးယားအသင်းကိုရှုံးနိုင်ပြီးတော့ဒုတိယနေတာကျင်းနှက်ခဲ့ရတယ်ဒီလိုနဲ့2021ကိုရောက်လာတာဗောအဲဒီ2021ကတော့မာနီတို့ရွာသားတွေရောစီနီယောတနိုင်ငံလုံးအတွက်ရောမာနီအတွက်ရောအလွန်ကုန်ယူဝယ်ကောင်းတဲ့အခိုက်အတန့်ကြီးပါပဲဗျာအဲ့ဒါကတော့အာဖရိကဖလားကိုစကူးနိုင်ခဲ့ခြင်းပဲဗျဘိုလ်လူပွဲမှာအဆုံးဖြတ်ပင်တွေကိုမာနီကိုယ်တိုင်ကန်သွင်းပြီး စီနီဂိုတင်းဟာအာဖရိကဖလားယူပရမအောင်ချိန်ဖြစ်ကင်မြောက်ခွင့်ရခဲ့တယ်။ဆာရီယိုမာရီကလည်းတနိုင်ငံလုံးရဲ့သူရဲကောင်းကြီးဖြစ်ခဲ့ပြီးပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တယ်။တရောင်း20နှစ်အတွင်းမှာတဦးချင်းဆုတစ်စိတ်များစွာကိုလည်းမာနေသိမ့်ပိုင်နိုင်ခဲ့တယ်။စီနီဂိုနိုင်ငံရဲ့အမြင့်ဆုံးဆုတစ်စိတ်ဖြစ်တဲ့ National Aura of the Lion ရဲ့ Grand Officer အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာနဲ့လူသားကောင်းကျိုးဆောင်ရွက်တဲ့ဘောလုံးသမားတွေကိုပေးတဲ့ဆုဖြစ်တဲ့ Socrates Award ဟာ မာနေအတွက်အမြင့်ဆုံးစုရစိတ်တွေဖြစ်မယ်လို့ကျွန်တော်တော့ယူဆတယ်ပေါ့ဗျာဆိုဂရက်တစ်အဝါကိုရရှိတဲ့ဘောလုံးသမားတွေအနေနဲ့တော့အခုချိန်ထိမာနေတယောက်တည်းတာရှိသေးပါရဲ့စီနီကောဟာမိခင်နဲ့ကလေးမွေးဖွားချိန်မှာကလေးတည်ဆုံးမှုရောမိခင်တည်ဆုံးမှုရောအင်မတန်မြင့်မားတဲ့နိုင်ငံဖြစ်တယ်ကလေးတသိန်းမွေးဖွားရင်315ယောက်ကတည်ဆုံးမှုဖြစ်ပါတဲ့။မွေးဖွားမှုတသိန်းပါ14ယောက်ဝင်းနေမဲ့တည်ဆုံးမှုဖြစ်တဲ့ဒီတိုင်းနိုင်ငံနဲ့ရှင် အလွန်ကွာခြားတဲ့ကိန်းကနဲပါပဲမိခင်တွေကလည်းမွေးဖွားမှုတသိန်းမှ16ရောက်လောက်စုံမပါတဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ရင်စီနီကောဟာစိုးရင်ဝေရအခြေအနေရှိတဲ့နိုင်ငံတနိုင်ငံဖြစ်ပါလေဒါကြောင့်လဲမာနီကသူ့မြမလေးမွေးဖွားချိန်မှာအလွန်စိုးရင်ခဲ့ရခြင်းပါအခုတော့ဗန်မာလီကဆေးရုံမှာကိုဝင်ဆောင်မိခင်တွေအတွက်အထူးဝန်ဆောင်မှုပေးတဲ့စနစ်ပါထည့်သွင်းထားပါပြီနောက်ထပ်ဂုဏ်ယူစရာတစ်ခုကတော့မာနီရဲ့ဆောင်ရွက်မှုတွေနဲ့ဗန်မာလီရော်လေးဟာ ဗန်မာလီမျိုးကြီးဖြစ်သွားခဲ့ပါပြီ။အနည်းပတ်ဝန်းကျင်ကစီနီဂေါပြည်သူတွေဟာကျန်းမာရေးအတွက်အားကိုးစရာအစ်မီစေးုံတေးကိုရှိခဲ့ပြီပေါ့ဗျာ။လည်း2022ခုနှစ်မှာတော့မာနီယာဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းကိုထပ်မံပြောင်းရွှေ့ကစားခဲ့ပါတယ်။ဂျာမန်ဘွန်ဒက်လီဂါဖလားဖို့လည်းရရှိခဲ့တယ်။ဒါပေမဲ့လည်းအသင်းနီးပါးနဲ့သူ့ကြားမှာမပြေလည်မှုတချို့ရှိခဲ့တာနီးပါးရဲ့အနာဂတ်စီစဉ်တွေမှာမာနီမပါတော့တာကြောင့်နောက်ထပ်အသင်းတစ်သင်းစီထပ်မံပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။ ဘိုင်ယာမှာခြေစွမ်းပြဖို့ရုံးကန်နေရတယ်လို့သူ့အတွက်လည်းပန်ခင်လည်းမဟုတ်ခဲ့ဘူးပေါ့ဗျာဒါကြောင့်မင်း2023ခုဩဂုတ်လထဲမှာပဲ sorry club အင်နာစာတင်းတန်ပြောင်းရွှေ့ခဲ့ရပြန်တယ်အင်နာစာတင်းမှာတော့လက်ရှိဘောလုံးလောကရဲ့ပုံရိပ်အကြီးအမားဆုံးဖြစ်တဲ့ကစားသမားကြီးခရစ်စတီယာနိုရိုနယ်ဒိုနဲ့အတူတူမာနီယာတွဲဖက်ကစားနေပါတယ်သူ့ဘဝရဲ့နောက်ထပ်ဖလားအောင်မြင်မှုတစ်ခုဖြစ်တဲ့ Arab Club Champion Cup 2023ကိုလည်းမာနီယာခရစ်စတီယာနိုရိုနယ်ဒိုနဲ့အတူတူ စွတ်ကူးထားနိုင်ခဲ့ပါပြီ။ဆိုဒီလေးဟာဥရောပမှာကစားနေတဲ့ဘောလုံးသမားတွေကိုလှဆောင်ငွေအမြောင်များပေးပြီး2023ခုနှစ်ထဲမှာစက်တိုက်ခေါ်ယူမှုတွေပြုလုပ်ထားတယ်ဗျ။မာနေကလည်းသူရရှိမဲ့တန်းချီတဲ့လှဆောင်ငွေတွေကနေလူမှုအကျိုးပြုလုပ်ငန်းတွေထပ်မံဆောင်ရွက်အောင်မှာအသေးကြပါပဲကုသံလေး။တကယ်တော့လေဗျာမာနေကိုယ်တိုင်ကအင်မတန်လူသားဆန်တဲ့သူတစ်ယောက်ပါ။သူ့မှာလည်းရှိသင့်တဲ့အတ္တနဲ့သူ့မှာလည်းဖြစ်တတ်တဲ့ဒေါသနဲ့အကောင်ဆုံးရှင်တွဲနေတဲ့ရိုးရိုးလူသားတစ်ယောက် သူ့ဟာဖះအောင်လည်းမဟုတ်တလို့မာတာထွေစာလည်းမဟုတ်ပါဘူးသူ့ဘဝမှာဘောလုံးကစားရင်အနီကက်တွေလည်းထိခဲ့တာပေါ့ဗျာသူ့ရဲ့ကစားသမားဘဝမှာအနှိမ့်မြင့်တက်ကြတွေများခဲ့တာပေါ့ဘလို့ပဲဖြစ်ဖြစ်မပြောင်းလဲသွားတာကတော့သူ့ရဲ့မွေးရမြေအတွက်ဆောင်ရွက်နေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲဆာရီယိုမာနေတဲ့ပုံပြီးကြီးကျယ်ခံထားတဲ့ဘောလုံးသမားတွေအများကြီးပါဗျာဒါပေမဲ့လည်းမွေးရမြင်နဲ့ကိုယ့်ရဲ့နိုင်ငံကိုပြန်လည်စောင့်ရှောက်ပေးတဲ့ငွေရှင်ကြီးရှင်ဘောလုံးသမားတွေဟာအရေးအတွက်အလွန်နှေးပါပါတယ်။ မာနေလို့စိတ်ရောကိုယ်ပါဆောင်ရွက်ပေးသူကတော့အင်မတန်ရှားပါလွန်ပါလေအမိကဘာမကြီးကလည်းမာနေလို့လူသားတယောက်ကိုထံပိုးထားရတဲ့အတွက်ဝမ်းသာဂွန်ယူမဆုံးဖြစ်နေမှာအသေးချပါပဲဗျာ2023ခုနှစ်အော်တိုဘာ25ရက်နေ့မှာပြင်းသစ်စတုဒ္ဒရန်ကလပ်ဖာဂါဖူ18အသင်းကိုမာနေကဝယ်ယူနိုင်ခဲ့ပြီဗျဘောလုံးအသင်းပိုင်ရှင်ကြီးမာနေပေါ်လေဖာရာရီ70စိန်နာရီအလုံး20 လင်းရင်နစီဟုတ်လားအဲ့ဒါတွေဘာကြောင့်လိုအပ်နေမှာလဲဗျာဒီຢာတွေကကျွန်တော်နဲ့ကဘာကြီးဘာလို့ပြီးနိုင်မှာလဲကျွန်တော်ထမင်းငတ်ခဲ့ဘူးတဲ့လေခွင်းထဲမှာစင်စင်ရဲ့အလုပ်လုပ်ခဲ့ရတယ်အသက်ရှင်မှုအတွက်တော့ခက်ခဲခဲ့တဲ့အချိန်တွေဗျာဘွန်လုံးကဖနှက်ဆိုတာလည်းမရှိဘူးကျွန်တော်ပြင်ညာမတင်ခဲ့ရဘူးပြောရင်တော့လေပြင်းမစင်ရဲ့ခဲ့ရမှုတွေကပြောမကုန်နိုင်ဘူးပေါ့ဒါကြောင့်လေဒီနေ့မှာကျွန်တော်ဘွန်လုံးကစားခြင်းကိုကျေးဇူးတင်တယ်ဘွန်လုံးကရင်ကျွန်တော်ပိုက်ဆံတွေရလာတယ်လူတွေကိုကျွန်တော်ကူညီပေးနိုင်လာတယ် ကျွန်တော်မှာအိမ်ကောင်းစားကြီးတွေဈေးခံကားတွေလေရင်တွေဈေးကြီးတဲ့ခရီးသွားခြင်းတွေမလိုပါဘူးဗျာကုဒလေကျွန်တော်မာနေအကြောင်းပြောပြတာတော့မာနေရဲ့ဒီပြောစကားလေးနဲ့ပဲအဆုံးတက်လိုက်ပါလေဗျာဟုတ်တယ်ဗျာနားထောင်ရတာကျွန်တော်အားကြစရာဒီမှာနှစ်ခုတော့တွေ့ရပါတော့တစ်ခုကတော့တာမန်ကြီးတောသားလေးဘဝနေပြီးတော့သူသူ့ရဲ့ပင်ကိုဓက်ခံပါရမီနဲ့သူ့ရဲ့အလုံကျိုးစားမှုကိုပေါင်းပြီးတော့အောင်မြင်တဲ့ဘလုံးသမားတယောက်ဖြစ်အောင်သူ့ဘဝကိုသူတက်လှမ်းသွားခဲ့တယ် ဒါလေးတွေဟာအင်တန်မှာအားကျစရာကောင်းပါတယ်အဲ့တော့ကအောင်မြင်သွားပြီမဆက်လို့လည်းဒါလည်းအင်တန်အားကျစရာကောင်းပါတယ်အောင်မြင်သွားတဲ့အချိန်မှာသူ့မှာရှိတဲ့ဒီအောင်မြင်မှုကနေရလာတဲ့အသီးပွင့်တွေကိုသူအိမ်ကြီးချင်းနေအဲသူ့ရဲ့သူ့ရဲ့ရက်ရွာလူတွေပေါ့နော်သူကဒါကိုဝေမျှပေးခဲ့ဒါလည်းအင်တန်မှာအားကျစရာကောင်းတယ်သူရခဲ့တဲ့စုဖလားတွေညှိတူသူဆောက်ခဲ့တဲ့စေးရုံတွေစာသင်ကျောင်းတွေရတယ်အင်တန်မှာအားကျစရာကောင်းပါတယ်လို့သတိထားမိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုတန်လေးကျွန်တော်တို့နောက်ပတ်တွေမှာလည်းဒီ test story ချင်းရံဘိုးရဲ့ YouTube channel ကနေဒီလိုမျိုးပေါ့နော်ကောင်းတဲ့ရင်ကောင်းချင်းလေးတွေအများကြီးပါဝင်တဲ့ဇာတ်လမ်းလေးတွေဖတ်ပြပေးအောင်ပါဆောင့်မျှော်နားဆင်ကြရစီမြတ်